ကြားရတဲ့တင်ရတော့ကိုဖုန်းရေးနဲ့မန္တလေးတိုင်းမြင်းညံခရိုင်တောင်သာမြို့အမှတ်၅ပူရာရက်ွက်ရှိဝင်းနန်းအိမ်ယာမအမျိုးသားများနဲ့ဆိုင်ကယ်များကို PDF အဖွဲ့မှ16ရက်9လ25ရက်နေ့မနေ့ဟန်စီခေါ်ဆောင်သွားပါလေဆိုင်ကယ်တွေလည်းယူသွားတယ်ပေါ့နော်အေးတဲ့နော်လက်နက်ငယ်တွေလည်းပြစ်တယ်ဘယ်နာပြစ်နေလဲဆိုတော့သူကနထိုးကြီးမြို့ဇေနာကနေဖြစ်တယ်တဲ့နော်ဒုံးကဖရင်နဲ့နော်ဖရင်တုံးချတာပေါ့နော်အဲ့ဒီဒုံးကချလိုက်တဲ့အချိန်မှာဒီဘက်က စကိုးရဲ့၅လ2025ရည်နှစ်မနေ့ပိုင်းတောင်သာမြို့တောင်ဘက်ဘိုးဘွားရိတ်သာအနီးအကျမ်းဘက်အင်အား300ခန့်ရောက်ရှိနေကြောင်းသိရရှိရတဲ့စကိုးရဲ့၅လ2025ရည်7နှစ်အရွယ်45အချိန်ကက PDF များနှိုးကြီးမျိုးမရဲစခန်းကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်နှောက်ရက်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်ရဲ့အင်အားအစုအချို့တင်ပြပါရတဲ့ကမ္ဘောဒါးဘက်လမ်းစုံနေရာတွင်ရောက်ရှိနေကြောင်းမြေပြင်သတင်းရရှိပါရတဲ့နော်ကျွန်တော်တို့ကတခါတပြေကြောင်းလည်းခရုတ်ခရတယ်ပေါ့နော်ဟိုကိုပြောတဲ့သတင်းတွေကအဲကိုရဲ့လူတွေအတွက်ပေါ့နော် ဟိုအကျိုးပြတုံးတဲ့တရင်လေးနော်အမြေပညာလည်းပေးတယ်နော်ဒီနှရိုးကြီးဆိုလည်းကျွန်တော်အမြေကျွန်တော်ဒါလေးမပြောချင်ဘူးညာကကျွန်တော်ဓာတ်လေးမဖြစ်ခင်နေကကျွန်တော်ပြောခဲ့တယ်နှရိုးကြီးမှာဝင်နေထွက်နေပြီးသွားနေလာနေပြီးနှရိုးကြီးမှာတက်ဘလို့စကြောင်းလေးရဲစကန်းလေးရှိရတာကျွန်တော်អော်ခဲ့တယ်နော်အဲဒီအချိန်လုံးကခင်ဗျားတို့ဘာလို့မလုပ်ကြတာလဲဟမ်အခုချိန်ကျတော့အသေးအတန်ဖြစ်နေပြီခင်ဗျားတို့နှရိုးကြီးတို့တစ်မျိုးလုံးအဲ့ဒါဝိုင်းဝင်ပိတ်ဆို့ထားပြီဂျမ်ဘလနဲ့ကိုင်းနေရအားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့မြင်းချန်နွားကြီးတိုက်ပွဲနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးအဖသားဇော်ဘုံဟိန်ပြောပြလာတဲ့ရုပ်တံနဲ့အတူမြင်းချန်မျိုးနယ်လေကြောင်းတိုက်ခံရာပြည်သူလေးဦးတေဆုံးပြီးအများအပြားဒဏ်ရာရခဲ့တဲ့ထူးခြားသတင်းပါတင်ဆက်ပေးလိုက်ပါရစေ။မန္တလေးတိုင်းမြင်းချန်မျိုးနယ်ကကန်စင်ကြီးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူလေးဦးတေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ဒေသခံတွေစီကပြောပါရစေ။ မေလ16ရက်ဒီနေ့မေလ16ရက်နေ့လယ်12နာရီကျော်အချိန်မှာ မြင်းချံမြို့နယ်အရှိချမ်းမှာရှိတဲ့ကန်စင်ကျေးရွာကို စစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ကျေးရွာအတွင်းကိုလေကြောင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။နယ်မြေကယ်ဆယ်ရေးလုပ်နေသူတဦးကခြေပြက်လက်ပြက်တွေရောတံရရတဲ့သူတွေအရေးကြီးနေလို့အခုစေကမ်းပို့နေပါတယ်လို့ပြောပါတယ်။ကန်စင်ကျေးရွာဟာယခုတိုက်ပွဲဖြစ်ပွားနေတဲ့ကျေးရွာတွေရဲ့အဝေးမှာရှိပြီး စစ်ကောင်စီတပ်ကရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးရခိုင်ကလည်းမကြာခဏလေကြောင်းတိုက်ခိုက်ခံရလေရှိတယ်လို့လဲဒေတာခန့်တဦးကပြောပါတယ်။လက်ရှိမှာလည်းတရားဥလီတပ်ကနေမြင်းချန်တောင်သာနွားထိုးကြီးမျိုးနယ်ဘက်ကိုလေရင်တွေဖြတ်တန်းနေပြီးနေရာတချို့လည်းလေကြောင်းတိုက်ခတ်နေရတယ်လို့သိရပါတယ်။အကကြောကြီးဦးမင်းအောင်လိုင်းနဲ့လူကြိုကြီးအပါဦးစိုးဝင်းအပါဝင်းနာဆကအစိုးရဝင်အဖွဲ့ဝင်တရက်လုံးရဲ့အေဂျင်စာနေတိုင်းနဲ့ပြည်သူလူထုတွေနဲ့ တက်မတော်နဲ့တက်မတော်သားမိသားစုတွေကိုတိရှိဇေကျင်တဲ့စိတ်နဲ့ကျွန်တော်အဖြေခံပေါ်နဲ့အမုန်းခံလူသားကတင်ဆက်ပေးနေတာဖြစ်တယ်ပေါ့နော်။ရင်းဆုံးကတော့တောင်ကြီးမောင်အေးချမ်းပေါ့နော်။ကြပြားရဲ့ကောင်းစဉ်ကအဖြေတွေ့စီကံကောင်းစီတဲ့။အကြောင်းအရာဆန်းစစ်ပါကဆံရခွေမရှိသေးပဲညုံငေးတောင်းတပိုင်ချင်ကြမှုရယူလူ၍အခက်တွေ့ဤတဲ့။ယုံအောင်လဲပြလူလိမ်များက အမအမှန်ခွဲကြရင်နှုတ် မြန်စွာယုံသွားလူအားများကို စကားချိုစွာကြုံအောင်ညာဤအတိတိချိန်စားညိကကြည်တက်မြင်တက်လောဘကြည်တက်မြင်တက်လောဘတက်လျက်သုံးတက်မှန်စွာနားလေလာပြီးလိညာနီးတွေးရိပ်မိလီမှ အဖြေတွေ့စီကံကောင်းစီတဲ့မောင်အေးချမ်းတောင်ကြီးမင်္ဂလာ ရှိတဲ့နေလေးဖြစ်ပါသေးတယ်ကိုစိတ်နှပါအေးချမ်းကြပါသေးတယ်เนาะနောက်တစ်ခုကတော့ကျွန်တော်တို့ဒီနေ့ကြားရတဲ့သတင်းကတော့ကိုဖုံးအေးနဲ့မန္တလေးတိုင်းမြင်းကြံခရိုင်တောင်သာမြို့အမှတ်၅ဘူရာရက်ကွက်ရှိဝန်ထမ်းအိမ်ယာမှအမျိုးသားများနဲ့စိုင်းကယ်များကို PDA အဖွဲ့မှ16ရက်9လ25ရက်နေ့မနေ့ဖမ်းဆီးခေါ်ဆောင်သွားပါတယ်တဲ့စိုင်းကယ်တွေလည်းယူသွားတယ်ပေါ့နော် ြို့နယ်ဝန်ထမ်းအိမ်ယာမှဝန်ထမ်းများမိသားစုဝင်များအားနော်ယနေ့19ရက်5လနနက်4နာရီအချိန်တွင် PDM များကဖမ်းဆီးခေါ်ဆောင်သွားပါတယ်တဲ့နှထိုးကြီးကတော့အချိန်တွေတော်ဆိုးနေတယ်နော်အခုနှထိုးကြီးမှာမှာဘလို့ဖြစ်နေလဲဆိုတော့ရဲစခန်းကိုအခုအခုကျွန်တော်သတင်းတင်ဆက်နေတဲ့အချိန်မှာပဲပေါ့နော်မြေပြင်သတင်းပေါ့နော်နှထိုးကြီးရဲစခန်းကိုဒုံးပုံး၅လုံးချတယ်လက်နက်ငယ်တွေလည်းပြစ်တယ်တဲ့နော် လက်နက်ငယ်လေးလည်းပြစ်တယ်ဘယ်နာပြစ်နေလဲဆိုတော့သူကနထိုးကြီးမြို့ဇေနာကနေပြစ်တယ်တဲ့နော်ဒုံကဖရင်နဲ့နော်ဖရင်တုံးချတာပေါ့နော်အဲ့ဒီဒုံကချားလိုက်တဲ့အချိန်မှာဒီဘက်ကဟိုဂျမ်ပါပေါ့နော်ဂျမ်ပါဖွင့်လိုက်တဲ့အတွက်ဟိုသူတို့ဒုံအဲ့ဒီစကန်နဲ့မကြဘဲနဲ့ပြက်ကြသွားတယ်ပေါ့နော်ပြက်ကြသွားတယ်ပီရီယက်တွေနထိုးကြီးမြို့ထဲမှာအရန်လှောက်ရှားမှုများနေပြီတဲ့ခုရက်ပိုင်းတွင် မျိုးဝစကန်းတွေကိုတိုင်းမဲ့အရေးအောင်တွေ့နေရတယ်တဲ့တက်ဆိုင်ရာမှာစစ်ကူပြစ်ကူပြေးနိုင်မှရင်ကိုစော်ဘိုးကြီးပြောပေးပါတဲ့နော်အဲ့ဒီအဲ့ဒီစကန်းရှိနားမှာပဲနော်စကန်းရှိနားမှာပဲအဲ့ဒီဒုံးကပြက်ကြသွားတယ်မျိုးအဝင်အဲဘာစမိုင်းလက်ဖက်ရည်ဆိုင်နားကနေအကြမ်းဖက်အင်အား200နီးပါးရှိတယ်တဲ့နော် 19ရက်5လ2025ရက်နေ့မနေ့ပိုင်းတောင်သာမြို့တောင်ဘက်ဘိုးဘွားရိပ်သာအနီးအကျမ်းဘက်အင်အား300ခန့်ရောက်ရှိနေကြောင်းသတင်းရရှိရတဲ့19ရက်5လ2025ရက်12နာရီ45အချိန်ကပီဒီအက်များနှထိုးကြီးမြို့မှာရဲစခန်းကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်နှောက်ရှက်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်ရဲ့အင်အားအစုအချို့တင်ပြပါတယ်တဲ့ကမ္ဘောဇာဘက်လမ်းစုံနေရာတွင်ရောက်ရှိနေကြောင်းမြေပြင်သတင်းရရှိပါတယ်တဲ့နော်ကျွန်တော်တို့ကတခါတလေကြတော့လေ ခတ်တော့ခတ်တယ်ပေါ့နော်ဟိုကိုပြောတဲ့သတင်းတွေကအဲကိုရဲ့လူတွေအတွက်ပေါ့နော်ဟိုအကျိုးပြည့်တော်မဲ့သတင်းတွေနော်မြေပြင်ကလည်းပေးတယ်နော်ဒီနရိုးကြီးဆိုလဲကျွန်တော်အမြဲကျွန်တော်ဒါတွေမပြောချင်ဘူးညာလားကျွန်တော်ဒါတွေမဖြစ်ခင်เนี่ยကျွန်တော်ပြောခဲ့တယ်နရိုးကြီးမှာဝင်နေထွက်နေပြီးသွားနေလာနေပြီးနရိုးကြီးမှာတပ်မတော်စစ်ကြောင်းတွေရဲစခန်းတွေရှိရဲ့ဗျာကျွန်တော်អော်ခဲ့တယ်နော်အဲ့ဒီအချိန်တုန်းကခင်ဗျားတို့ဘာလို့မလုံကြတာဟမ် ခုချိန်ကျတော့အသေးအံဖြစ်နေပြီခနာတို့နှထိုးကြီးမျိုးတစ်မျိုးလုံးအမှဝိုင်းဝင်ပိတ်ဆို့ထားပြီဂျမ်ဘယ်လက်နဲ့ကင်နေရနော်ကျွန်တော်တို့ကလည်းဟိုပြောနေတာလေဟိုပြောတယ်ပြောတယ်အောက်ကနေလည်းတရင်နေပေးတယ်နော်ကိုကိုနိုင်ငံကိုလူမျိုးအတွက်နိုင်ငံတော်ကာကွယ်နေတဲ့တပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေအတွက်เนาะအေးချမ်းစွာနေထိုင်နေတဲ့ပြည်သူလူထုတွေအတွက်ဒါပေမဲ့ဗျာခက်တာ ခေတ်ကကြမ်းမှာဖြစ်ကောဆိုတဲ့ပုံစံမျိုးတွေနေကြတာပေါ့နော်။အော်အဲ့လိုနေကြတော့ဟိုတောင်းရင်မှုတောင်းဝင်ခံမှုမရှိကြဘူးလို့ပဲကျွန်တော်အဲ့လိုပဲပြောချင်တယ်ပေါ့နော်။အဲ့လိုပဲပြောချင်တယ်။နော်ဘာလို့လဲဆိုတော့ဒီလောက်သတင်းတွေအခိုင်အမာရတယ်အတိအကျရတယ်နော်။အဲမျိုးလည်းမပြည့်စုံချင်တယ်လို့ဒီလိုအကြမ်းဖက်လက်နက်ကိုင်တောင်းကျသူတပုံတွေရဲ့နော်ဟိုရန်လည်းအဲကင်းဝေးအောင်နော်အဲအောက်မှာဟိုစတိထားတာအတက်တရာဟိုအလကားမဟုတ်ဘူးလေဗျာနော်။ နောက်တစ်ခုကျွန်တော်တို့လည်းအခုဒီလိုသတင်းတွေနော်သတင်းမှန်တွေတင်ဆက်တော့ကြတော့အချင်းကြောက်လာတာဒီမှာတော့ပို့လာတာကိုကျော်စိုးတို့တဲ့ကိုကျော်ဘုန်းကြီးတို့အနေနဲ့တဲ့သွားလာလာတာတော့လည်းမပြောလို့ပါဘူးတဲ့ဒါပေမဲ့တဲ့အတိပီရရဲ့အတွင်သတင်းတွေအရာတဲ့ပီရရဲ့မိုက်ခဲတဲ့ငစီတဲ့ခရော့တဲ့နကွင်းတို့တဲ့ခမားတို့နောက်ကိုလိုက်နေကြတယ်တဲ့တတိထားနိုင်အောင်ပါတဲ့ရေစကြိုမြိုင်ပေါက်စလင်းကြီးပကုတ်ကူက PDF တွေလာတဲ့ ကျော်စိုးကိုလည်းလုံခြံဖို့16ရက်နေ့ကအစည်းအဝေးပြုလုပ်ကြတယ်လို့သိရတယ်တဲ့လုံခြုံရေးအထူးသတိအထူးသတိပြုပါတဲ့အသက်တွေပေးထားတာပဲဗျာနော်အဲအဲ့လိုမျိုးကတော့ကြောက်မနေဘူးဖြစ်ချင်ရဖြစ်ဖြစ်လို့ရတယ်နော်ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ဖြစ်လို့ရတယ်နော်လာခဲ့ပြင်ဦးလေးမှာရှိတယ်ရအောင်လာလုံခြံနော်အဲ့တော့ကျွန်တော်တို့ပေးတဲ့သတင်းအချက်အလက်တွေဟိုတော့နော်ကြားရင်ကြားတယ်လို့မျိုး ပေါ့နော်ဟိုကိုအတိတရားဤတတိတရားဤနဲ့ဆင်ခြင်ပြီးတော့မှနေပါနော်ဟိုဖြစ်ခါကြမှာဟိုမျိုးလုံးပြမျက်စံပြနဲ့နော်ပြီးအခွဲစည်းလဲတိတ်ခါကြတယ်အမျိုးမှနေတဲ့အေဂျင့်တော်နေတိုင်းချင်းနဲ့ပြည်သူလူထုတွေလည်းအဟိုဆိုးရိမ်ကြောင်းကြကြီးတွေဖြစ်တယ်ကျွန်တော်ပြောလို့ပဲမျိုးပဲပြတ်သွားမှာနော်ပြတ်သွားမှာခြားကြဘာမှမဖြစ်ဘူးအဲ့ဒါပို့ပြီးတော့လဲဘာမှမပြောနိုင်အခုကျွန်တော်လဲဒါရှီတန်းရောက်တက်မလို့သားတွေကိုလူဖို့အတွက်မှာမိုးကဈေးထဲမှာသွားယူအောင်မယ်အလုပ်ကလည်းမအားဘူးဗျဒီရက်ပိုင်းမှာလည်း ဟိုရန်ကုန်ကကုမုတ်စိတ်ဥမုတ်ကုမုတ်စိတ်တို့ကဒီမှာနော်ဘာကဘုံရင်ကြောင်းတစ်ကြောင်းမှာအလူအလူလေးရှိတယ်ပေါ့နော် အလူလေးဆိုတာမိဘမဲ့ကလေးအယောက်400ချော်တယ်ပေါ့နော်ကျွန်တော်ចောင်းတော့မပြောသေးဘူးအဲ့အဲ့မှာအလူလေးလို့ဖို့ကျွန်တော်တို့တွေလုံနေကြတာရှိတယ်ပေါ့နော်အဲအဲ့ဒါကြောင့်မလို့အလုတ်ကလည်းမအားဘူးခကြီးလည်းထွက်เสียရှိတယ်ပေါ့နော်မြမပြည်လည်းအများဆုံးငင်းငိုင်းပါစေရှင်နှောင်းရောင်းနေတဲ့တက်မတော်သားတွေဘေးအနေကြီးပြီးနောက်တန်းမိသားစုတွေနဲ့သမင်းလက်စုံအများဆုံးစားနိုင်ရင် ကြားပါစေလို့ဆုမကောင်းတောင်းပေးပါရယ်เนาะ